ပရိသတ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ The Voice of Pride ကနေဒီနေ့ပြောချင်တဲ့အကြောင်းရဟာအရေးကြီးဆုံးနဲ့အခြေခံအကြမ်းဆုံးအမှန်တရားတစ်ခုနဲ့ဆော့ပါရစေ။ LGBTQ ဖြစ်ချင်းဟာစိတ်ရောကမဟုတ်ပါဘူး။ယခင်ကလည်းမဟုတ်ခဲ့ဘူးတလို့နောင်တွင်လည်းဘတော်မှမဟုတ်နိုင်ပါဘူး။တဲ့ရည်တည်မှုဟာတဘာဝကြပြီးတရားဝင်တဲ့အစိတ်အပိုင်းတစ်ခုပါပဲဒီထပ်ပေါ်ပြီးရှင်းစရာမလိုတော့ပါဘူးဒါဆိုရင လင်ဝိဒေတာဆုံးလင်ကွဲပြားသူတွေရဲ့စိတ်ကြမ်းမာရေးအကြောင်းကိုကျမတို့ဘာကြောင့်ဒီလောက်ထိအလေးအနက်ထားပြောဆိုဆွေးနွေးနေရတာလဲအဖြေကရှင်းပါတယ်လင်စိတ်ကွဲပြားသူချက်တာကပြဿနာမဟုတ်ပေမယ့်တင်းရဲ့ဖြစ်တီခွင်ကိုအဆက်မပြတ်မိခွန်းထုတ်နေတဲ့ဒီလောကကြီးထဲမှာနေထိုင်ရတာကတော့အေကန်မုတ်ချက်ပြဿနာတစ်ခုပါပဲဒီလိုမျိုးစဉ်းစားကြည့်ပါတင်းရဲ့ခြေထောက်ထက်နှစ်ဆပိုသေးရဲ့ဖနက်တွေကိုနေ့တိုင်းစီးခဲ့ရမယ်ဆိုရင် တင့်အနေနဲ့နာကျင်မှုကိုအစစ်မပြတ်ခံစားနေရမှာပါပြဒနာကတင့်ရဲ့ခြေတော့မှာမဟုတ်ပါဘူးပြဒနာကဖနှက်မှာပါ LGBTQ အများအပြားအတက်ကတော့ဒီကဘာကြီးဟာအဲ့ဒီသိင်းနေတဲ့ဖနှက်နဲ့တူပါတယ်ကျွန်တို့မြင်တွေ့ရတဲ့စိတ်ချမ်းမကြီးဆိုင်ရာစိန်ခေါ်မှုတွေဟာလိင်ဝိတေတော့ကွဲပြားမှုတွေကမဟုတ်ဖေစက်တိုက်ခံစားနေရတဲ့ဖြစ်စည်းမှုတွေစီးကနေလူသားဆန်စွာတုံ့ပြန်မှုတွေကြောင့်ဖြစ်ပေါ်လာတာပါဒီတော့ဒီနေရာမှာ ပန်ပိုးကူညီမှုဆိုတာစိန်ခံစရာမဟုတ်ပဲလိုအပ်ချက်တစ်ခုဖြစ်နေရပါတယ်။ကောင်းမွန်တဲ့ပန်ပိုးကူညီမှုဆိုတာမင်းကိုငါချစ်တယ်လို့ပြောရုံနဲ့မပြည့်စုံပါဘူး။မင်းရဲ့ထန်းပိုးနေရာရဲ့ဝင်ထုတ်ဝင်ပိုးကိုငါမြင်တယ်။ဒါကိုဖြေလျှော့ဖို့အဆင်ပြေသွားအောင်လုပ်ပေးဖို့ငါအခုရောက်နေပြီဆိုတဲ့သဘောပါဝင်ရပါမယ်။ဒီအရေးပါတဲ့ပန်ပိုးကူညီမှုကိုကျမတို့ဘယ်လိုလှုပ်ဆောင်နိုင်မလဲ။ပထမဆုံးအနေနဲ့ ပုံမှန်တိုင်းဆက်ဆံပါဒရာမာတွေမပါပါစေနဲ့တယောက်ယောက်ကသူ့ရဲ့ဖြစ်တည်မှုကိုဝန်ခံပြောကြားလာတဲ့အခါအကောင်းဆုံးတုံ့ပြန်မှုကပြောတဲ့အတွက်ကျေးဇူးတင်ပါတယ်မင်းကိုချစ်တယ်ဆိုတာမျိုးပါပဲသူတို့ရဲ့အမှန်တရားကိုတင်းရဲ့ရှေ့မှာဘေးကင်းပြီးပုံမှန်အတိုင်းခံစားရအောင်ဖန်တီးပေးပါဒုတိယအနေနဲ့တင်းရဲ့အတန်ကိုအသုံးပြုပါ အုပ်စုလိုက်စာတူပေးခြင်း group chat တွေကလင်ဝိတေတာကွဲပြားသူတွေကိုယုံမုံရဲ့စကားတွေကိုပြောတာတွေးတာနဲ့ဝင်ရောက်ကန့်ကွက်ပါသူတို့ရဲ့ခေါ်ဝေါ်စီခြင်းတော့ကိုစားပြုအခေါ်အဝေါ်လေးတွေမှာတဲ့အခါပြန်ပြင်ပေးပါဒါဆိုရင်သူတို့ရဲ့ window ပို့ပို့အသွန်ပါပါတတိယအနေနဲ့နားထောင်ပေးပါအဖေအားလုံးကိုတင်တိဖို့မလိုပါဘူးမကြာခဏဆိုသလိုတင်လို့နိုင်တဲ့အားအပြည့်ဆုံးအရာတစ်ခုကဘာမှပြင်ဆင်ဖို့မကြိုးစားဘဲနားထောင်ပေးခြင်းပါပဲ။ ဒါကတော့မယုံနိုင်အောင်ခက်ခဲမှုပါဒါကိုယဉ်ဆိုင်နေတဲ့သူကစိတ်မကောင်းပါဘူးဆိုတာမျိုး ਨੇ သူတို့ရဲ့အသွေးအကြုံကိုအတိမတ်ဖြူပါအခု LGBTQ နဲ့အတွက်အမှားပါခြင်းပါတယ်တင်းရဲ့အေးချမ်းမှုကဦးစားပေးဖြစ်ပါတယ်တကယ်လို့တင်းဟာဒီဝင်းဒို့ကိုခန်းစားနေရတယ်ဆိုရင်တိချပါတင်းရဲ့ခန်းစားချက်တွေဟာတင်းအမှားမဟုတ်ပါဘူးတင်းဟာပုံမှန်မဟုတ်တဲ့ဖြစ်စည်းမှု ပမာဏကိုပုံမှန်တုံးဖြတ်နေတာပါ တင်းရဲ့ရွေးချယ်ထားတဲ့မိသားစုဟာဒီကဘာပေါ်မှာရှိနေပါတယ်။တင်းရဲ့လူတွေကိုရှာဖွေပါသူတို့နဲ့ဆိုရင်နောက်ဆုံးမှတော့တင်းရဲ့ခြုံနှောင်မှုတွေကိုချွတ်ချနိုင်ပြီးအနားယူနိုင်မှာပါအထူးသဖြင့် LGBTQ ကိစ္စတွေမှာကြွန့်ကျင်တဲ့ကုသပညာရှင်ကိုရှာဖွေခြင်းဟာခက်ခဲတဲ့ခရီးတစ်ခုအတွက်လမ်းပြငားရံတယ်လို့ဒူပါတယ်တင်းဟာအားနည်းနေလို့မဟုတ်ပါဘူးပန်ပိုးမှုရယူဖို့တင်းဟာလိမ္မာပါနတ်တယ်ဆိုတဲ့သဘောပါတယ် ရည်ရွယ်ချက်ကသူညံ့တန်တွေကိုခံရရည်ရှိအောင်စ조사ပြီးတီးခံဖို့ဟာမဟုတ်ပါဘူးရည်ရွယ်ချက်ကသူညံ့တန်တွေပျောက်ွယ်သွားပြီးတင်းရစ်ခိုင်မာလပ်ပါတဲ့အတန်ကိုနောက်ဆုံးမှတော့တင်းပြန်ချားနိုင်တဲ့နေရာတွေကိုရှာဖွေဖန်တီးဖို့ပါပဲ